5.6မဂနီဂျူရီရှိတဲ့ငလင်တစ်ခုရမန်နေကလှုပ်ခဲ့ပြီးနောက်မှာမိရောင်တစ်ခုကမိဂိုတွေနဲ့ချော်ရီတွေထွက်ပေါ်လာတာကြောင့်အိုက်စ်လန်နိုင်ငံမှာအဆိုပါမိရောင်အနီးနေထိုင်သူတွေကိုဘေးလူရာရအောင်ရွှေ့ပြောင်းပေးခဲ့တယ်လို့သိရပါတယ်။အိုက်စ်လန်နိုင်ငံမြို့တော်ရေကြောပစ်တောင်ဘက်မှာရှိတဲ့မိရောင်တစ်ခုကမိဂိုနဲ့ချော်ရီတွေထွက်လာခဲ့တာဖြစ်ပြီး မီးရောင်ငါထွက်နေတဲ့မီးခိုတွေဟာတမိုင်အမြင့်နီးပါအထိရှိရလို့သိရပါဗျ။လှုပ်ရှားနေတဲ့မီးရောင်အနီးဒေသတွေဟာခီးသောဧည့်သည်တွေလျောက်လက်ပတ်တဲ့ဒေသဖြစ်တာကြောင့်အရေးပေါ်အခြေအနေသတ်မှတ်ခဲ့တာဖြစ်ပါတယ်။အိုက်စ်လန်နိုင်ငံဟာမြောက်အတ္တလန္တိတ်မီးရောင်ရဝန်းပေါ်မှာရှိနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးနိုင်ငံထဲမှာမီးရောင်များပြားရှိနေတယ်လို့ရေခဲတောင်တွေလည်းရှိနေတဲ့ထူးခြားတဲ့နိုင်ငံဖြစ်ပါတယ်။၂၀21ခုနှစ်နောက်ပိုင်းမှာအိုက်စ်လန်နိုင်ငံထဲမှာမီးရောင်တွေကနေချော်ရီတွေပောက်ကွဲထွက်ပေါ်မှု၁၇ကြိမ်အထိဖြစ်ပွားခဲ့ပါတယ်။၂၁ င်းရာစုတဲ့ရောက်ရှိပြီးနောက်ပိုင်းအိုက်စလန်နိုင်ငံထဲမှာဖြစ်ပွားတဲ့မိတော်ပေါက်ကွဲမှုတွေထဲမှာတော့2010ပြည်နှစ်ကအိုက်ချာဂျဲလာဂျိုကိုမိတော်ပေါက်ကွဲမှုကတိုက်ခိုက်မှုအကြီးမားဆုံးဖြစ်ခဲ့ပြီးမိတော်ငါထွက်လာတဲ့မိဂိုတွေကြောင့်အိုက်စလန်နိုင်ငံကိုဖြစ်တန်းသွားလာရတဲ့လေကြောင်းခီးစင်တွေကိုတလကျော်ရင်နာခဲ့ရတဲ့အထူးဆိုးရွားခဲ့ရလို့သိရပါတယ်ရှင်။